ကိုကောင်းတယ်လို့ तू မကောင်းလဲကိုမပြောင်းပါစေနဲ့ तू မကောင်းရင် तू အကြောင်းပဲလေ तू အကြောင်းဟာ तू အကျိုးပဲပေါ့ तू အကျိုးဟာကိုအဆိုးမဖြစ်ပါစေနဲ့ကိုဂျေဇုပြုဘူးသူကကိုဂျေဇုမသိရင်လည်းရှိပါစေတော့ကိုသိနေရင်ပြီးတာပဲလေ तू မသိတတ်တာ तू အပိုင်းပဲပေါ့ तू ရိုင်းတယ်လို့ကိုမရိုင်းဖို့ကအဓိကပဲမို့လားကိုနားလေပေးတဲ့လောက် तू ကောက်နေလေကိုမဖောက်မိပါစေနဲ့ ကိုယ့်ဘက်ကတော့ဖြောင်းနေဖို့ပါပဲသူနားမလဲတာ ကိုအားငယ်ဖို့မှမဟုတ်တာအချိန်တန်ရင်နားလည်မှုတွေရ အားငယ်မှုတွေကျသွားမှာပါပဲသိကောင်းတာပဲကိုကောင်းတယ်လို့သူမကောင်းတာတွေရှိတယ်ကိုကျေးဇူးပြုတယ်လို့သူကျေးဇူးမပြုတာတွေရှိတယ်ကိုဖြောင်းရတဲ့နဲ့သူကောက်နေတာတွေရှိတယ်လောကသဘာဝလူအမျိုးမျိုးနဲ့တွေ့ကြုံရမှာအဲဒီအကျုံကိုကြုံရမှာကြုံကြုံရမှာ မှန်တဲ့သူတွေရှိတယ်မှားတဲ့သူတွေရှိတယ်ယိုးတဲ့သူတွေရှိတယ်ကောက်တဲ့သူတွေရှိတယ်မှန်တဲ့သူတွေယိုးတဲ့သူတွေဖြောင်းတဲ့သူတွေကြားမှာမမှန်တဲ့သူတွေမယိုးတဲ့သူတွေမဖြောင်းတဲ့သူတွေလည်းကြုံရမှာပဲဖြစ်တဲ့အတွက်ကြောင့်သူကောက်လို့ကိုလိုက်ကောက်ရင် ကိုလည်းအကောက်ပဲသူမယိုးလို့ကိုမယိုးရင်ကိုလည်းအဆိုးပဲရမလို့မြတ်စွာဘုရားကလည်းပဲ သူများကိုဆင်ကျင်တာတဲ့သူများကိုတန်းညှိနေတာတဲ့ကိုယ့်ကိုတန်းညှိပါနဗရေတံဝိလောမနိနဗရေတံကတာကတံအတနောဝအဝခေယကတာနိအကတာနိသဗရေတံသူတစ်ပါးရိယကတာကတံကောင်းတာမကောင်းတာလုံမလုံကို နဝီလောမနိမကြည့်ပါနဲ့အတနောဝမိမိဤတာလင်ကတာနိအကတာနိကောင်းမကောင်းကိုပဲ့ ဝီလောမေယကြည့်ရှုရ၏။ဟောသူများကောင်းတာမကောင်းတာကိုလည်းမကြည့်နဲ့။ကိုကောင်းမကောင်းပဲဆင်ကျင်ပါ။လူတွေမှာကလေတစ်ခါတစ်ခါကြရင်သူများကိုလိုက်ပြိုင်တာရှိတယ်။တကယ်တမ်းကျတော့သူများဆိုကိုယ့်ရဲ့ပြိုင်ဘက်မဟုတ်။ကိုယ့်ရဲ့ပြိုင်ဘက်အစ်စ်ကကိုပဲ။ပြိုင်ဘက်လွဲနေကြ။အပြိုင်လွဲနေကြ။ နောက်ပြိုင်တော့လည်းပဲဘာတွေပြိုင်လဲဆိုတော့ရုပ်ပိုင်းဆိုင်ရာတွေ physical develop တွေရုပ်ပိုင်းဆိုင်ရာတိုးတက်မှုတွေရုပ်ပိုင်းဆိုင်ရာတွေအသုံးပြုမှုတွေဒါတွေပဲပြိုင်တာဆိုတော့လူတွေကအပြိုင်လွဲနေတဲ့အခါကျတော့သူရှိတာလေးတွေကြည့်ပြီးတော့ကိုမရှိရင်ကိုကခံစားရတယ်သူအောင်မြင်တာလေးတွေကြည့်ပြီးတော့ကိုမအောင်မြင်တာလေးတွေကိုပြန်ရှင်ပြီးတော့ကိုကပူပန်ရတယ်သူထင်ပေါ်တာကြည့်ပြီးတော့ကိုထင်ပေါ်တာမှမရှိလို့ရှင် ကိုယ့်အသာကိုကြည့်ပြီးတော့ကိုကခံစားရဆိုတော့အဓိကအချက်တရသူများကိုလိုက်ပြီးတော့ကြည်နေတဲ့အတွက်ကြောင့်သူများရှိတာတွေကိုကြည့်ပြီးတော့ကိုမှမရှိရင်ကိုကတရင်ကအရှိတရားပေါ်မှာလူတွေကကိုနဲ့ပြန်ချိန်ထိုးပြီးတော့သူရှိတယ်လို့ကိုလည်းရှိချင်တယ်အမှန်ကတရင်ကအရှိတရားကိုပြိုင်တာသူများထင်ပေါ်တာတွေကိုကိုကလိုချင်တယ်ကိုကပြိုင်တယ်သူများကြော်ကြားတာတွေကိုကလိုချင်တယ်ကိုကပြိုင်တယ် အဲ့တော့သူများကိုလိုက်ကြည့်တာတွေများတော့ကိုဘသားကိုကိုစိတ်နဲ့ကို ပြန်ညှိတာတွေများသူများကိုကြည့်တော့ကိုကပြန်ညှိတာလိုက်ကြည့်တာတွေများတော့ဆိုတော့တခါတခါအဲ့ဒီသူတစ်ပါးတွေနဲ့ကိုကိုချိန်ထိုးနေတဲ့စိတ်ကြီးကိုကကိုကိုပူလောင်မှုတစ်မျိုးပဲကိုကိုပူလောင်နေကိုလန်းကိုရှာမဲ့အပိုင်းမှာအဲသူများတွေနဲ့တွားတွားပြီးတော့တန်းနေညှိတဲ့အခါသူများနောက်ကိုလိုက်ရင်းလိုက်နေပူဆိုးကုန်တာ ပိုဆိုးကနာကိုယ်စိတ်ဓာတ်တွေပါပြက်ပြားကုန်အကြောင်းကြောင့်အကျိုးဖြစ်တဲ့သဘောလေးတွေသိထားရင်လူလောကမှာဘလို့လူမျိုးနဲ့ပဲလာလာကောင်းကောင်းမွန်ဆက်ဆံနိုင်တယ်ဘုရားကလူမှုဆက်ဆံရေးမှာအကောင်းဆုံးဆက်ဆံနည်းကိုဘုရားရှင်တော်မြတ်ပြားကသူဘဝမှာ လိုအပ်တဲ့ဆက်ဆံနည်းလူတွေအမျိုးမျိုးကြုံတွေ့အခါမှာ တွေ့ကြုံပြီးတော့ဘလို့စိတ်ထားနဲ့ဆက်ဆံရမလဲဆိုတဲ့လူတွေရဲ့အစဉ်တန်းကိုလိုက်ပြီးတော့မြတ်စွာဘုရားက ဟောထားပေးတာလေးရှိတယ်။အဲ့ဒါအထူးသဖြင့်အလုံးသိထားပြီးသားဖြစ်တဲ့မြမစရိယဆိုတဲ့မြမစုတရားပဲ။မြမစုတရားကလက်တွေ့ဘဝထဲမှာအသုံးချတတ်ပဲဆိုရင် तू ကလူလောကလူမှုဆက်ဆံရေးမှာ तू အများကြီးထောက်ကူပြုလူအမျိုးမျိုးဇာတ်အမျိုးမျိုးကာရက်တာအမျိုးမျိုး ရှိတဲ့လူတွေနဲ့ဆက်ဆံတဲ့အခါမှာအမှန်ကတော့လူတွေကဘလောက်ပဲများများလူတွေကိုအမျိုးအစားခွဲလိုက်လို့ရှိရင် လေးမျိုးပင်ပိုမရှိလေးမျိုးပင်ပိုမရှိကိုရီးယားကိုရီးယားလူမျိုးဂျပန်လူမျိုးအမေရိကန်လူမျိုးမြန်မာလူမျိုးလို့ဒီလိုနာမည်တွေတစိတ်တွေ label တွေဘလောက်ပဲတက်တက်တကယ်တမ်းကျတော့လူဟာလေးမျိုးပဲရှိကိုနဲ့ရှင်ပြီးတော့လူကိုခွဲလို့ရတယ်အဲ့ကိုရီးယားမှာတုန်းကလည်းအဲကိုရီးယားတက္ကမကြီးတောင်အဲ့ရှောက်ဖူးတယ်သူကကိုရီးယားလိုရှောက်တာဘုန်းကြီးစွန်နင်း 저는 여태까지 여러 사람들이로 만나보고 여러 식으로 관련해봤던 데잘안 돼요. 어떤 데는 사랑하면서 어떤 데는 미워하면서 어떤 식으로 하더라도 저는 잘 관련할 수 없어요. 잘 될 수 없어요. 왜 그렇습니까? 라고 리아리로 미라. 왜 리베바 신비아래 리비로 디데 디유에리 정말 이야 나가서 줘. ဒေသတည်ရွယ်တည်လူအမျိုးမျိုးနဲ့တပီတော့ဆက်ဆံကြည့်တယ်ဖေဟာဆက်ဆံရဲ့အဆင်မပြေဘူးဖေဟာတခါတခါအချစ်တရားနဲ့ဆက်ဆံကြည့်တယ်စာရငါမြောင်စောတခါတခါမုံပြီးတော့ဆက်ဆံကြည့်တယ်မေဝဟာမြောင်စောအဲဘလိုပဲဆက်ဆံဆက်ဆံဆက်ဆံရဲ့အဆင်မပြေဘူးဖေဟာတဲ့လူတွေနဲ့ဆက်ဆံရင်ခါမှာဆက်ဆံရင်ကောင်းအောင်အဆင်ပြေအောင်တပီတော့ဘလိုကျင့်သုံးရမလဲဖေဟာလို့ပြောတော့ဘုန်းကြီးကအားလွယ်တာပေါ့ဖေဟာရဲ့ကျင့်စဉ်ဖေဟာမင်းတော်မူတဲ့ လမ်းစဉ်အတိုင်းတာကျင့်သုံးကြည့်အစဉ်ပြေးလိုက်မယ်ဆိုပြမစူတရား၄ပါးဟောပြအဲ့ဒါကိုစာလေးတစ်ပုဒ်လည်းရေးပေးတယ်ရေးပေးဘူးတယ်ပြမစူတရားနဲ့လူမှုဆက်ဆံရေးဆိုဗမစရိယတရားဗမစူတရားကအလုံးသိထားပြီးသားမေတ္တာကရုဏာမုဒိတာဥပိ္ပခာဒီတရား၄ပါးဒီတရား၄ပါးအဲ့တော့အဲ့ဒီတရား၄ပါးကိုလူအမျိုးမျိုးနဲ့တွေ့တယ်လူအမျိုးမျိုးဆိုတာကကအများကြီးမရှိဘူးကိုယ်နဲ့ချိန်ပြီးကြည့်လို့ရှိရင်လူ၄မျိုးပဲရှိတယ် ကိုနဲ့သစိမ်းလဲပဲကိုနဲ့ဒန်းတူဖြစ်တဲ့သူအသက်ရဲ့သိခါရဲ့ဂုံရဲ့ပါဝါရဲ့အကုံစိမ်းလဲပဲတူညီနေတဲ့ပုံကိုတမျိုးပဲအာကိုရီးယားတွေမြန်မာတွေဂျပန်တွေတိုင်းမထည့်တော့လားကိုနဲ့တူတဲ့ပုံကို lower person ကိုအောင်နိုင်ကြတဲ့ပုံကိုလည်းမတော်တဲ့သူ higher person ကိုထက်သာတဲ့သူအဲ့ဒီ၃မျိုးတချို့ကြတော့နိုင်တာလည်းမဟုတ်ဒန်းတူလည်းမဟုတ်သာတာလည်းမဟုတ် ဘယ်ထဲမှာထည့်လို့မရတဲ့လူတွေရှိအဲ့လူတွေကြောဂျားလူတွေလူကဒီလိုခွဲလိုက်တော့၄မျိုးပြင်မာမရှိအဲ့ဒီလူ၄မျိုးမှာကိုနဲ့အသက်တက်ကခုံဝါပါဝါတူနေရဲ့ level တူနေတဲ့ပုံကိုယ်တွေနဲ့တွေ့ရတာမြတ်စွာဘုရားကတော့ယမဇိုတရားတွေကမေတ္တာနှလုံးသားနဲ့ဆက်စပ်မေတ္တာတရားလက်ခံထားမေတ္တာဆိုအချိုးလိုလားအကျိုးလိုလားပေးပါလေအကျိုးမလိုလားပေးနေ ူနဲ့ကိုနဲ့အတူတူဖြစ်တယ်ဆိုရင်သူ့အကျိုးကိုကိုကလိုလား तू ကလည်းကို့အကျိုးလိုလားမေတ္တာအကျိုးလိုလားခြင်းပဲဆိုတော့တယောက်နဲ့တယောက်အကျိုးလေးတွေကြည့်နေသူ့အကျိုးလေးကို့အကျိုးလေးကြည့်နေဆိုရင်ဒါမေတ္တာသဘောပဲမျိုးသားကမျိုးသမီးယောက်ျားကတက္ကမအကျိုးတက္ကမယောက်ျားအကျိုးသားသမီးကမိဘအကျိုးမိဘကသားသမီးအကျိုးဒါလေးတွေကိုအကျိုးလိုလားတဲ့စိတ်ကလေးနဲ့ဆက်ဆိုင်ဒါမေတ္တာတတ်ကိုအခြေခံကြောင့်ကိုနဲ့အသက်သက်ကခုံဝါတူညီတဲ့တွေ့တဲ့အခါမှာအဲ့ဒီပြမစိုးတရားတဲ့က မေတ္တာဆိုတဲ့အကျိုးလိုလာတဲ့စိတ်ကလေးနဲ့ဆက်ဆံအဲ့ဒါမှမဆက်ဆံဘူးမထားနိုင်ဘူးဆိုမေတ္တာမထားနိုင်ဘာဖြစ်ပြိုင်တာပြိုင်လာပြောင်းနေတဲ့အကျိုးလိုလာတဲ့စိတ်မရှိရင်ယာရုတူတူချင်းပြိုင်တာကျောင်းသားချင်းနဲ့ပြိုင်တာအလုပ်ခွင်မှာလည်းပြိုင်တာသူတည်းငါးတာမယ်ဆိုတော့ပြိုင်လာပြီဆိုရင် ပြိုင်မှအနိုင်အရှုံးဆိုတာရှိတာအနိုင်အရှုံးဆိုရင်နိုင်ရင်လည်းမကောင်းဘူးဗုဒ္ဓအလိုတော်ရရှုံးရင်လည်းမကောင်း နိုင်ရံများတယ်နိုင်တဲ့သူကရံများတယ်ဇယံဝေရံပတဝတိဇယံအနိုင်ရတဲ့သူဟာဝေရံညံကိုပတဝတိတိုးပွားစေတယ်အနိုင်ရရင်ရံများတယ်ပရာဇိတောဒုက္ခံသေတိရှုံးတဲ့သူကဆင်းရဲတတ်တယ်ရှုံးသွားတဲ့သူကဆင်းရဲတာပဲ စရပရာဇယံဘသူကမှလည်းအနိုင်မယူဘသူကမှလည်းအရှုံးမပေးတဲ့အနိုင်အရှုံးကိုဟိတ်တဝဆွန်ထားတဲ့သူတွေကတော့ဥပါတန်တော်အာဃာတဒေါသဆိုတာမရှိတဲ့အတွက်ကြောင့်ဒုက္ခံသေတိချမ်းသာစွာနေရတယ်။နိုင်လဲမနိုင်ရင်ရှုံးလဲအရှုံးမပေးဘူးအဲ့ဒီအနိုင်အရှုံးဆွန်ထားရင်ချမ်းသာတာပဲ။ပပိုင်းဆိုင်မှုရှိလိုက်ရင်အဲ့အနိုင်ရှုံးရှိလာအနိုင်ရှုံးရှိရင်နှစ်ခုလုံးမကောင်းတဲ့အတွက်ကြောင့်တန်းတူတွေ့ရင်ဖះကတော့ မြမစိုးတရားတဲ့ကအချိုးလိုလာတဲ့မေတ္တာလေးနဲ့ဆက်ဆံ။ဩသူ့ချိုးကိုလိုလားကို့အချိုးသူ့လိုလားပြီးပြီဘာမှပြဿနာမရှိတော့။ကောင်းပြီတခါတခါလူ့ဘဝဆက်ဆံနေမှာဘာရဲ့တွေ့လဲဆိုတော့အစင်မပြေတဲ့သူကို့အောင်နှိမ့်ကြတဲ့သူတွေတွေ့။ဟာတတွေ့ကိုပဲလူတွေကတေချာတွေးကျင်ကို့ဘဝဘလောက်ပဲအစင်မပြေဘူးပြောပြော။ကို့ထက်အစင်မပြေတဲ့သူတွေလောကမှာအများကြီး။ဩတို့တွေအစင်မပြေဘူးတို့တွေကန်ဆိုးတာ။ ဘလောက်ပဲကိုးဘွားကိုလေဟိုစင်မပြေလို့ဆိုရင်စိတ်တော့ကရဘလောက်ပဲရောက်ရောက်တနေရာသွားကိုးတဲ့ဆိုးတဲ့လူအများကြီးမြန်မာပြည်မှာလေဟိုပဲဆင်းရဲတဲ့ရက်ခွက်တွေရေရတယ်အများကြီးတက်ကြွကြော်နေရတယ်ဟိုနိုင်ငံနဲ့ရှင်အီသီယိုးပီးယားတို့ပါအီသီယိုးပီးယားအရင်တော့ကိုးတဲ့ဆိုးတာအခုကိုးတဲ့သားလဲတိုးတက်လာတာဆိုဘယ်နေရာမှာပဲရှိရှိကိုးလောက်အစင်မပြေတဲ့သူတွေအများကြီးရှိတယ်အဲ့လိုအစင်မပြေတဲ့သူတွေနဲ့တွေ့တဲ့အခါမှာ ဒီလူမှုဆက်ဆံရေး communication အဆင်ပြေဖို့ဆိုရင်တို့အပေါ်မှာကိုကဘလို့စိတ်လေးထားရလဲဆိုတော့အကျဉ်းနာပေးတဲ့တနာကျဉ်းနာတတ်တဲ့ကရုဏာစိတ်ကလေးထားပြမစုံတရားတွေကကရုဏာနှလုံးသားနဲ့ပေါ့ကရုဏာဆိုတာတနာကျဉ်းနာတာတနာယုံတတ်တတ်မှုကျဉ်းနာမှုလေးပါပေါ့အဲကရုဏာမှာလည်းပဲအဲ့ဒီကရုဏာတချို့အိုးတနာလိုက်တာတနာလိုက်တာ စိတ်ကတနာနေုံနဲ့မရကရုဏာက လက်တွေ့အကောင်ထဲပွားမယ်မနောကံကရုဏာနဲ့မလွန်တော့ဝစီကံကရုဏာကာယကံကရုဏာဟိုးနာကေဖြစ်တော့အကုန်လုံးတင်တနာလိုက်တာစိတ်နဲ့တနာလေးမရဘူးပစ္စည်းတွေယူပြီးသွားပေးသွားလို့အဲ့ဒါကရုဏာအကောင်ထဲပေါ်တာဆိုတော့ကိုယ်တော်အစင်မပြေတဲ့သူတွေအပေါ်မှာဆက်ဆံရင်အဲ့ဒီတနာကျင်နာတတ်တဲ့စိတ်ကလေးနဲ့သာဆက်ဆံဆက်ဆံရင်ဘာဖြစ်လဲဆိုတော့သူကလည်းပဲကိုယ့်အပေါ်ကောင်းကောင်းဆောင်ရှောက်ကိုယ့်အတူပေါ်ကရုဏာတရားနဲ့ဆက်ဆံတာဟုတ် အဲ့ဒါမထားနိုင်ဘူးဆိုရင်ဘာဖြစ်လဲအနိုင်ယူတာကိုလိုဆင်မပြေတဲ့သူနဲ့တွေ့လို့ကရုဏာတရားနဲ့မဆက်ဆံနိုင်ဘူးဆိုအနိုင်ယူတာနိုင်တဲ့စင်းနေလို့တချို့ကပါဝါနဲ့အနိုင်ယူတယ်တချို့ကခုံနဲ့အနိုင်ယူတယ်တချို့ကရာထူးနဲ့အနိုင်ယူတယ်တချို့ကအင်အားနဲ့အနိုင်ယူတယ်အဲ့တော့အဲ့ဒီအနိုင်ယူတဲ့စိတ်ကဒါမကောင်းတဲ့စိတ်ပဲကရုဏာရဲ့ဆန့်ကျင်ပဲအဲ့တော့ကိုနဲ့အဆင်မပြေကိုလောက်အဆင်မပြေတဲ့သူတွေနဲ့တွေ့တဲ့အခါမှာဆက်ဆံရေးအဆင်ပြေဖို့ဆိုရင် ရခဲ့အဲ့ဒီကရုဏာတရားလက်ကင်ထားပါသိကောင်းတာပဲတကယ်လက်တွေ့ apply လုပ်ကြည့်ရင်လေကရုဏာနဲ့ပေးဆက်နေတဲ့သူတွေမှာသူတို့လေးတွေအစဉ်ပြေနေတာကိုပါကိုယ်မှဝမ်းသာတယ်ဟုတ်ပြီနောက်တစ်ယောက်ကပါလဲဆိုတော့ကိုထက်သားတဲ့သူတွေလောကမှာမလေးကိုတွေတော်လိုက်ရင်မှတ်တာကိုတွေစင်ပြေလိုက်ရင်မှတ်တာကိုတဲ့တော်တဲ့သူတွေကိုတဲ့အစင်ပြေတဲ့သူတွေလည်းအများကြီးပဲအများကြီးပဲ ခုနမပြေတဲ့သူတွေများသလိုကိုတဲ့တော်တဲ့လူတွေကိုတဲ့သားတဲ့လူတွေလည်းအများကြီးကြည့်တော့ကိုကကြားလူဖြစ်လေလက်ပဲကိုတဲ့သားတဲ့လူတွေတွေ့တဲ့အခါလေဘလို့စိတ်တက်နေဆက်ဆံမလဲဆိုတော့မုဒိတာနှလုံးသားနဲ့တွေ့တာပြောမစို့ဝမ်းသာပေးရဝမ်းသာပေးရဝမ်းသာပေးနိုင်ဘူးမုဒိတာတရားမထားနိုင်ဘူးဆိုရင်ဘာဝင်တတ်တယ်လဲဆိုတော့မနာလိုစိတ်ဝင်အိတ်တာတရား ိုယ်ထက်သာတဲ့သူတွေကြည်ပြီးလို့ရှိရင်ဝမ်းသာပေးတဲ့တာတုခေါ်တဲ့စိတ်ကလေးမရှိရင် jealous ခြေဝင်တာတော်တော်များများဗမာလူမျိုးအပါဝင်နိုင်ငံတကာမှာလူတွေတော်တော်များများအဲ့ဒါတော်တော်ထားခက်တဲ့စိတ်ပဲမုရိဒါစိတ်ကကိုယ်ထက်သာရင်ဝမ်းသာပေးတဲ့စိတ်ကအတော်ကျင့်ယူရမယ်စိတ်ပဲသူများကြည်ဝါချမ်းသာတဲ့အပေါ်မှာလေသူများကြည်ဝါချမ်းသာတဲ့အပေါ်မှာတနာကျင်နာတတ်တဲ့ သူများကြည်ဝချမ်းသာတဲ့အပေါ်မှာမုဒိတာတရားထားတတ်တဲ့စိတ်ကလေးကလူတော်များများမှာတော်တော်ကိုခက်ခဲတယ်ကိုလောက်အစင်မပြေတဲ့သူတွေအပေါ်မှာတနာတတ်တဲ့စိတ်ကတော့ရှိတယ်တနာကလွယ်လွယ်အလွယ်တကူကိုတနာတတ်တယ်ကရုဏာတရားအားကြီးသလောက်မုဒိတာတရားတော့ခေါင်းမကြတယ်ကိုရတာမနာလို့ဈေးတဲ့ချင်းလည်းမနာလို့ចောင်းသားချင်းလည်းမနာလို့နော်ဆရာဆရာမချင်းချင်းလည်းမနာလို့ ဓာတုရှိတဲ့သူချင်းချင်းလည်းမနာလို့ပါဝါရှိတဲ့သူချင်းချင်းလည်းမနာလို့ပုထုဇဉ်သဘာဝဆရာလေးချင်းချင်းလည်းမနာလို့ဘုန်းကြီးချင်းချင်းလည်းမနာလို့ကိုရီတာပါတယ်လူတွေမနာလို့စိတ်ပြစ်တာအရေးမြူဘုန်းကြီးနေဆရာလေးတွေဖြစ်တော့ကရုံကရုံချင်းတိုက်တာကရုံကရုံတိုက်တော့ကရုံကတိုက်ဆိုအဲ့ဒါများလားမသိဘူးအနေရာတိုင်းမှာရှိအဲ့ဒါနောက်ပုထုဇဉ်သဘာဝဒီစိတ်ကရှိနေတာဆိုတော့တချို့ကလည်းပဲပရိယတို့ကဘလို့လို့ဝမ်းတာပေးနိုင်မှာလေဖះဒီလူတွေကမမှန်တဲ့နေနေနဲ့ကြီးပွားနေတာပဲဖះဆိုရှင် လောကမှာဟုတ်တယ်မမှန်တဲ့နေ့တွေကြီးပွားနေတဲ့သူတွေအများကြီးမမှန်တဲ့နေ့တွေအောင်မြင်နေတဲ့သူတွေလည်းအများကြီးမမှန်တဲ့နေ့တွေအထက်ရောက်နေတဲ့သူတွေလည်းအများကြီးဆိုတော့ကိုယ့်ရဲ့တာရင်ဝန်တာပေးရမယ်ဆိုတော့ဒီလိုလူမျိုးတွေကြတော့ဝန်တာပေးရမှာလားဖေဟာအဲဝန်တာပေးနိုင်အောင်လည်းစူးစမ်းရမှာပဲဝန်တာပေးတာ ကိုယ့်အပိုင်လေမှန်တာမမှန်တာသူ့အပိုင် သူမမှန်တဲ့နီးနဲ့သူကြီးပွားရင်သူခံရမှာပဲအဲ့ဒါသူ့အကြောင်းနဲ့သူ့အကျိုးပဲသူမမှန်လို့ဆိုရင်ကိုကဝမ်းမသာပေးဘူးဆိုရင်ဝမ်းမသာပေးရင်မုဒိတာမဝင်နိုင်အိတ်တာတရားဂျာဝင်မနာလိုစိတ်ကဝင်သွားရင်မနာလိုစိတ်ဝင်ကိုကအရှုံးပဲကိုရလိုက်တာမကောင်းတဲ့စိတ်ပဲဆိုတော့ဝမ်းသာပေးလိုက်တာကကိုဘက်ကလုံးဝမအပိုင်းမှန်တာမမှန်တာကသူ့အပိုင်းသူ့အကြောင်းဟာသူ့အကျိုးသူမကောင်းရင် သူသွားมาပဲသူကောင်းရင်သူဆံရมาပဲသူအကျိုးဟာကိုယ်အဆိုးမဖြစ်ဖို့အရေးကြီးတယ်သူအကြောင်းဟာသူအကျိုးသူအကျိုးဟာ ကိုယ်အဆိုးမဖြစ်ပါစေအမှန်နဲ့နီးနဲ့ကြီးပွားလာကြီးပွားခြင်းဒီအကြောင်းတရားပဲမှန်နဲ့နီးတဲ့အောင်မြင်တဲ့အောင်မြင်ခြင်းဒီအကျိုးတရားပဲဟုတ်ကြီးပွားခြင်းဒီအကျိုးတရားအောင်မြင်ခြင်းဒီအကျိုးတရားမမှန်နဲ့နီးနဲ့လှုပ်ထားတာကသူကအကြောင်းတရားဆိုတော့ဘလို့ပဲဖြစ်ဖြစ်ကိုက ကိုနဲ့တွေ့တဲ့အခါကျတော့အကျိုးတရားကိုသွားပြီးဆက်ဆံရသူအကျိုးတရားကိုကြည်ပြီးဆက်ဆံရတာဆိုတော့သူအကျိုးဟာကြည်ပြီးတော့ကိုကဂျားတကခြေဝင်တယ်မနာလိုစိတ်ဖြစ်တယ်ဆိုအကျိုးကိုကြည်ပြီးတော့မနာလိုစိတ်ဖြစ်တော့ခံစားရတာလည်းကိုပဲခံစားသူအကျိုးကကိုအဆိုးဖြစ်သွားမနာလိုစိတ်ကြောင့်ကိုအဆိုးဖြစ်သွားကြောင့်လို့သူမှားတာမှန်တာကသူအကျောင်းကိုအကျောင်းကသာဓုခေါ်နိုင်အောင်ကြိုးစားကိုထက်တာတယ်လို့ မမှန်တဲ့ဒီနဲ့ကြီးပွားတာအဲ့ဒါသူကိစ္စဝန်တာနေအောင်ကြိုးစားတာကိုကိစ္စဒါပဲဆိုတော့အဲ့လိုမျိုးဆက်ဆံလို့ရှိရင်အဲခံရတာသူ့အပိုင်းသူ့အပိုင်းသူ့အပိုင်းကိုလည်းအပိုင်းကလေ့ကျင့်တာလေ့ကျင့်တာကိုအပိုင်းဆိုတော့ကိုကမုဒိတာနှလုံးသားနဲ့ဝန်တာပေးနိုင်တဲ့စိတ်ကလေးထားရင်ကိုပဲကိုကိုယ်တိုင်အတော်သက်သာတာကိုယ်တိုင်တော်သက်သာအာမုဒိတာနှလုံးသားကကိုတက်သားတဲ့တငယ်ချင်းတွေသားသွားဝန်တာပေးကြည့်သိပြောတာ မပြောနိုင်လို့ငွေချင်းတွေကိုတရားဓုတွေတက်သွားတော့ကိုထက်တာဝါတော့မုဒိတာတရားမထိုင်နိုင်လို့ခြေဝင်းတယ်မနာလိုစိတ်ဖြစ်တယ်ဆိုသူကတော့သူ့အန်သူတက်သွားတာကိုကတော့အောက်မှာဒီမနာလိုစိတ်နဲ့ကြံနေခဲ့တာကိုကပူကြံနေခဲ့တာသူနဲ့အတူသွားလိုက်စမ်းပါမုဒိတာတရားသူဝမ်းသာတယ်လို့ကိုနဲ့အတူကိုလည်းသူနဲ့အတူဝမ်းသာပေးလိုက်တဲ့သဘောပဲအတူဝမ်းသာပေးတာအဲ့ဒါမုဒိတာနှလုံးသား ဒီစိတ်ကလေးထားနိုင်ပြီဆိုရင်တော်တော်တတ်တာတယ်ဒါကြောင့်အဲ့ဒီမှာပြောကျင်တဲ့ဇကားလေးကသူ့အကြောင်းဟာသူ့အကျိုးသူ့အကျိုးဟာကိုယ်အဆုံးမဖြစ်စေနဲ့ကိုယ်ကိုဆုံးမခြင်းပဲအဲ့ဒါလေးအဓိကထားတခါတခါကျတော့လူတွေမှာဗာစိတ်လေးရှိတဲ့ကိုယ်ယေရှုပြုပြီးတဲ့သူကကိုယ်ယေရှုကိုမသိတတ်ပဲယေရှုကမ်းသွားတာလည်းရှိယေရှုကမ်းသွားတယ်ရှိတဲ့အခါကျတော့လူကမခံခြင်းစိတ်ကရှိတာအဲ့ဒါတော့ကောင်းရတာဒါတော့လုတ်ပေးတာနဲ့ငါ့ဘော်ဒီလိုလုတ်ရက်တယ်ဆိုတဲ့အဲ့ဒီစိတ်ကလေးက အဲ့စစ်ကလေးက तू ကဟိုဘက်ကလူကလှုပ်သွားတဲ့ဟာကိုကဂျားကနေခြေထိုးခံပြီးဝင်ယူတယ်လို့ဖြစ်တယ်ဘုရုဇင်တဘာဝခံစားချက်ရှိပေမဲ့အဲ့ခံစားချက်ကိုဟိုလက်တွေ့ကိုကခံစားပြီးတော့အကောင့်ထဲပေါ်လိုက်ရင် तू နဲ့ကိုအတူတူသွားပြီးတော့ယေရှုခန်းနဲ့သူချင်းဖြစ်သွား तू ယေရှုမတိတရာ तू အပိုင်ကိုယေရှုပြုတာကိုအပိုင်ကိုသိနေပြီးရောအဲ့စိတ်ကလေးထားရင်တွတ်တို့သွားတော့တွတ်တို့သွားချိန်တန်တွတ်တို့ခံပါ အဲ့တော့သူမားတော်ကိုကြည့်ပြီးကိုပါလိုက်မားတော်ကိုပါအတူသွားခံတာ။ဒီကကိုကိုပြင်းနေစေ။နောက်ဆုံးစိတ်ကတိတ်အရေးကြီးတာ။လောကမှာမုဒိတာထားလို့လည်းမရတဲ့သူတွေရှိတယ်။ဝန်တာပြလို့လည်းမရဘူး။ဟိုတနာပြီးဆက်ဆံကြည့်တယ်ဒါလည်းမရဘူး။မေတ္တာထားပြီးတော့လည်းဆက်ဆံခြင်းဘလို့မှမရတဲ့လူရှိတယ်။တခါတခါကျမိသားစုတွေမှာတော့ရှိတယ်အဲ့လိုလူမျိုးတွေ။တမိပေါက်တယောက်ထွန်း။ဘလို့မှဆက်ဆံလို့မရတဲ့လူရှိတယ်။ ဆိုရဲလိုလူမျိုးကြဘလို့လုံးမလဲမြတ်စွာဘုရားကတော့အဲ့လိုလူမျိုးကြတော့လည်းဘာမှအပြစ်တွေဖြစ်မနေနဲ့တဲ့ဥပိ္ပခာနှလုံးသားနဲ့ဆက်ဆံလိုက်ပါဥပိ္ပခာဆိုတော့ချစ်တာလည်းမဟုတ် မုန်းတာလည်းမဟုတ်ကုသိုလ်လည်းမဟုတ်ဘူးအကုသိုလ်လည်းမဖြစ်တော့ဘူးဂျားစိတ်လေးပြောမစင်တပ်ပြတ်တာကာမတကာပဲသူကံနဲ့သူတော်သွားပါဆိုပြီးတော့အဲ့ဒီကံတရားအတိုင်းကိုလိုက်ပြီးတော့လက်ခံနိုင်တဲ့စွမ်းအားဥပိ္ပခာနှလုံးသား ဒါကလည်းတော်တော်မြင့်မြတ်တဲ့လူမှထားနိုင်တယ်မချစ်လဲမချစ်ဘူးမချစ်တော့မုံလားဆိုမမုံလဲမမုံတရားစိတ်လေးပဲချစ်ရင်လည်းပဲအပြစ်ပဲမုံရင်လည်းပဲအပြစ်ပဲအဲ attachment တန်ရောစဉ်ဆိုတာအချစ်လဲတန်ရောစဉ်အမုံလဲတန်ရောစဉ်လူတွေကအချစ်မှတန်ရောစဉ်လို့ထင်ဗမုဒိယဆိုတာကချစ်တာလဲတန်ရောစဉ်ပဲမုံတာလဲပဲတန်ရောစဉ်ပဲစာပေမှာကပဋိကတန်ရောစဉ်ခေါ်အမုံတန်ရောစဉ်ချစ်တဲ့သူကိုခဏနာတရိယသူလို့မုံတဲ့လူကိုလည်းခဏနာတရိယ မုန်းတန်ရောတယ်အဲ့တော့အချင်းနဲ့ဆက်ဆံရင်လည်းပဲအပြစ်တွေရှိတယ်အမုန်းနဲ့ဆက်ဆံရင်လည်းအရှုံးတွေရှိမချင်းမမုန်းပဲဆက်ဆံတယ်အဲ့ဆိုပြီးွားဘလို့မှဆက်ဆံလို့မရတော့ဘူးဆိုရင်ဥပ္ပခာနဲ့တွားလိုက်တော့ဘုရားရှင်ကိုရောင်မြတ်ကြီးလည်းအဲ့လိုဆက်ဆံမြတ်စွာဘုရားလက်ထက်ကအဲ့ဒီမြင်းတွေကိုဆုံးမတဲ့မြင်းဆရာကြီးကေတိဆိုတဲ့မြင်းဆရာကြီးတယောက်ရှိနာမတော်ကြီးတာပဲသူကမြင်းပေါင်းမြောင်များစွာကိုသူကပြုပြင်ပြီးတော့ယဉ်ကျေးအောင်ဆုံးမပေးတဲ့ဆရာကြီး တနာမဲကြီးတာတော့တနေ့မြတ်စွာဘုရားနဲ့အဲ့ဒီကေတိမြင့်ဆရာကြီးတို့တွေ့တော့ဘုရားကဆရာကြီးကိုမေးတယ်ဆရာကြီးသင်မြင့်နေကိုဆုံးမတဲ့နေရာမှာတော်တော်နာမဲကြီးတယ်ဘလို့ဆုံးမလဲဘုရားကမေးတယ်မမဘုရားတပိတော့ခက်ကြမ်းကြမ်းဆုံးမမယ်မြင့်နေဆိုရင်တပိတော့ကြမ်းကြမ်းတန်းတန်းဆုံးမတယ်ဘုရားတဲ့ရိုက်တဲ့လဲရိုက်ရတာဘုရားနုနုညံ့ညံ့ဆုံးမမယ်မြင့်နေဆိုရင်တပိတော့အာချော့မော့ပြီးနုနုညံ့ညံ့ဆုံးမပါတယ်ဘုရား ဆရာကြီးအကျန်းလည်းမရဘူးအချောလည်းမရဘူးဆိုရင်အနုလည်းမရဘူးဆိုဘယ်လိုဆုံးမလဲမှန်ပါဗျာအကျန်းလည်းမရအချောလည်းမရတယ်ဘယ်လိုမှဆုံးမလို့မရတယ်မြင်းနေဆိုရင်တပည့်တော်ကတော့ဖရာတဲ့တတ်ပလိုက်တယ်ဖရာဩကေသိဆရာကြီးရှောက်တော့ဖရာသဘောကျပြီးတော့ဩဆရာကြီးကတခါပြန်မေးတယ်မြတ်စွာဘုရားရှင်မြားတဲ့ရှင်မြားကဘယ်လိုဆုံးမလဲဖရာတဲ့ရှင်မြားတဲ့တတ္တဝါတွေကိုဝိနည်းတတ္တဝါတွေတရားဟောပြတတ်တဲ့အခါမှာတော်တော်နာမည်ကြီးတယ်ဖရာဘယ်လိုဆုံးမလဲဖရာ ငါဘုရားလဲဆရာကြီးလိုပဲတဲ့ခကြညာဆုံးမမယ်တတဝါဆိုခကြညာဆုံးမဟာတာမောဂပုရိသဘုရားပြောတယ်ဆိုတာမက်ဖို့မပြီးအချင်းနေတော့ယောက်ျားအဲ့ဒါဘုရားခကြညာပြောတာခကြညာဆုံးမမယ်တတဝါလေခကြညာဆုံးမတာပဲတဲ့ငါဘုရားလဲနုနုညံ့ညံ့ဘေကဝေခြေသားခြေသမီးတို့နုနုညံ့ညံ့ခေါ်ဝေါ်ပြောဆိုပြီးဆုံးမမယ်တတဝါလေနုနုညံ့ညံ့ငါဘုရားဆုံးမတာပဲတဲ့ မမဘုရားအနုလဲမရအကျမ်းနဲ့မရတဲ့တတ္တဝါတွေရှင်မြတ်ဘလို့ဆုံးမလဲဘုရားဆရာကြီးရရှောက်တော့ငါဘုရားလည်းတဲ့အနုလဲမရအကျမ်းလဲမရတဲ့တတ္တဝါတွေဆိုငါဘုရားလည်းတတ်ပလိုက်ရတာပဲဆရာကြီးအာဩတာရှင်မြတ်ရှင်မြတ်လည်းတပည့်တော်တို့လို့တတ်တာပဲလားဘုရားဆိုတော့ဘုရားကမဟုတ်ဘူးဆရာကြီးငါဘုရားတတ်တယ်ဆိုတာသင်တို့လို့ပါဏာတိပါဒအမှုမျိုးတော့မဟုတ်ဘူးတဲ့ ငါဘုရားတတ်တယ်ဆိုတာတပ်ပင်တတ်တာကာမတခဥပိ္ပခပြုတ်လိုက်တာပဲတဲ့အကောင်းလည်းမပြောတော့အဆိုးလည်းမပြောတော့အဲ့လိုနေလိုက်တာတဲ့သူတော်ကောင်းတွေကဥပိ္ပခပြုတ်လိုက်တာတတ်ခံရတာ ਨੇ အတူတူပဲတတ်လိုက်တာ ਨੇ အတူတူပဲဟောဒီကျင့်စဉ်တွေကသိကောင်းတာဘလို့မှမရတော့ဘူးအပြစ်လည်းမယူပါနဲ့အချစ်လည်းဝင်မနေပါနဲ့ဥပိ္ပခနှလုံးသားနဲ့နေပါလိလူရှုတယ်ဆိုတာမကောင်းတဲ့စိတ်မဟုတ်ဘူး လီလူရှုတယ်ဆိုတာနေခြင်းတို့နေဖြစ်ခြင်းတို့ဖြစ်ဆိုပြီးတော့ဒီလိုလစ်လီရှုတဲ့သဘောမျိုးမဟုတ်ဘူးဥပိ္ပခာစိတ်ဆိုတာကအပြစ်လည်းမဖြစ်ဘူးအချစ်လည်းမဝင်ဘူးအမုန်းလည်းမရှိဘူးအရှုံးလည်းမရှိဘူးမချစ်မမုန်းဒီချားစိတ်ဒါကတော်ကောင်းကြီးတွေမှာကျင့်နိုင်တဲ့ကျင့်စိတ်ဥပိ္ပခာနှလုံးသားနဲ့နေချစ်လားမချစ်ပါဘူးဒါဆိုမုန်းလားမမုန်းပါဘူးမချစ်မမုန်းစိတ်ကဥပိ္ပခာနှလုံးသားအဲ့တော့ဘလို့မှဆက်ဆံလို့မရဘူးမုဒိတာလည်းမရဘူး ကရုဏာလည်းမရဘူးမေတ္တာထားလို့လည်းမရဘူးဆိုရင်နောက်ဆုံးတော့တပ္ပိတ္တာကာမတကာဒုက္ခနဲ့ဒုက္ခရှိစေတော့ဆိုပြီးတော့သာသမီအရင်ပင်ဖြစ်လင်ကစားမိသားစုဝင်ဖြစ်လင်ကစားနောက်ဆုံးဖရရင်တော့အဲ့ဒီနှလုံးသားသွားရတာဥပိ္ပကနှလုံးသားဟုတ်ကြံပြောကျင်တာကလူတွေကသူများကိုတိတ်ပြိုင်ကြတာသူများကိုမပြိုင်ပါနဲ့သူများဒီကိုယ့်ရဲ့ပြိုင်ပဲမဟုတ်ဘူးကိုယ့်ရဲ့ပြိုင်ပဲအစစ်ဒီကိုကိုယ်တိုင်ပါပဲသူများကောင်းတာမကောင်းတာကိုမကြည့်ပါနဲ့ကိုကောင်းမကောင်းကိုပဲကြည့်ပါ သူများကိုကိုနဲ့လိုက်ပြီးတော့မညှိပါနဲ့ကိုကိုသားလည်းညီအောင်ညှိပါပြိုင်ဖို့ဆိုရင်မနေ့ကငါနဲ့ဒီနေ့ငါမတူအောင်ပြိုင်မနေ့ကငါကဒီလောက်ပဲကုသိုလ်ကောင်းမလုပ်နိုင်ဒီနေ့ငါပူလုံးနိုင်ရမယ်မနေ့ကငါ mind power စိတ်စွမ်းအားတွေကဒီလောက်ပဲရဒီနေ့ငါကပို့ပြီးတော့ mind power စိတ်စွမ်းအားတွေစိတ်တက်အားတွေပို့ပြီးတော့ကောင်းရမယ်အဲ့လိုမျိုးတွေနဲ့နေထိုင်ကျင့်သုံးမယ်ဆိုရင်သူများအကြောင်းပြုပြီးတော့ကိုယ်ကလည်းကောင်းလာတာပါနော် ပညာရှိဆိုတာကသူများကိုကြည့်ပြီးကိုကသင်ယူတယ်တဲ့သူများကိုကြည့်ပြီးတော့ကိုကပြုပြင်တယ်ဆိုတော့အဲ့လိုမျိုးနေထိုင်လို့ရှိရင်ခုနကပြောခဲ့သူသူများကျေးဇူးကမ်းသွားလဲပဲကိုမှဘာမှဖြစ်စရာအကြောင်းမရှိတော့ဘူးသူများကကိုကောင်းရင်တန်သူမကောင်းဘူးဆိုလဲပဲအဲ့ဒါသူ့အကြောင်းနဲ့သူ့အကျိုးဆိုတာတည်သွားတော့သူ့အကျိုးဟာကိုအဆိုးမဖြစ်တော့ဘူးပေါ့အဓိကကကိုပြိုင်ပဲတည်သူများမဟုတ်ပါကိုပြိုင်ပဲတည်ကိုပဲဖြစ်တဲ့အတွက်ကိုကိုကိုဆင်းခြင်းကိုဘသားကိုဆုံးမ နှလုံးလှတဲ့အဆုံးအမများနဲ့အသုံးကျတဲ့သူများဖြစ်အောင်ကိုယ့်ကိုယ်သာလင်ပြိုင်ဘက်ကောင်းအဖြစ်ရှင်ပြိုင်ပြိုင်ဆိုင်ပြီးလျင်မိမိအကျိုးအများအကျိုးကိုတည်ဖို့ထမ်းရွက်နိုင်ကြသောသူတော်ကောင်းများဖြစ်ကြပါစေကုန်တော့တည်း